ျော်ရဲ့တီထားပုံမှာတော့အရှိနဲ့အနောက်အလျားလိုက်တီထားခြင်းပဲအနောက်ဘက်၌အောင်လံရွာတပြူချောင်းရွာတို့နှင့်အတန်းလိုက်တစ်ဆက်ထဲမှာရှိနေတယ်ထိုအနောက်ဘက်ရွာမှခရီးသွားမိသူများအလုံးကလည်းကျက်စင်ချောင်းကြီးရွာအတွင်းမှဖြတ်ပြီးတော့မျက်စိမှတစ်ဆင့်မိမိတို့သွားလို့ရကိုဆက်လက်သွားကြရလေတယ် အများစုမှာ လေယာလုတ်သူလေသမားများသာဖြစ်ကြပြီးတချို့လေပိုင်မရှိသူများကလေစင်းငါးများလုတ်ကြတယ်မိမိတို့ရွာအတွင်းစင်းငါးများမလိုအပ်တော့လျင်တန်တယ်တကြီးတို့သွားရောက်ပြီးတော့အလုတ်ရှာကလုတ်ကင်ကြရပြီးအလုတ်ပြီးရင်တော့မိမိတို့ရွာကိုပြန်လာကြပါတယ်အွန်လိုင်းရွာသားများအများစုကတော့လေစင်းငါးများလုတ်ကြပြီးတန်တယ်တကြီးတို့သွားရောက်လုတ်ကင်သူများကလည်းများပြားလေလေသူတို့တွေမြည်သည့်ရဲတို့သွားရောက်လုတ်ကင်ကြသည်ဖြစ်စီကျဲစင်ချောင်းတွင်းမှဖြတ်ခါတခြားအရဲတို့သွားကြရတယ်ထိုအထက်မှာ စောစီထူးဆိုသူလည်းပါတယ်။ရွာတွင်အလုံးမရရွေအောက်ရက်သူသွားကလေစင်းငါများသွားရောက်လောက်ကင်လည်းရှိတယ်။တရွာနဲ့တရွာကတဆက်သေးမှုတယောက်နဲ့တယောက်ကလည်းယင်းနီခင်မင်းဒီကျန်းဝင်ကြတယ်။ ကျဲစင်ချောင်းကြီးရွာမှာအရှိအနောက်အလျားလိုက်တရှိပြီးတော့ရွာလဲတွင်ချောင်းတစ်ခုရှိကအရှိဘက်ကန်းရောအနောက်ဘက်ကန်းမှာလူနေအိမ်များတရှိနေတယ်။ရွာဤဖုန်ကြီးချောင်းမှာချောင်းရဲ့လက်ဝဲဘက်ကန်းရွာလဲ၌တရှိလေတယ်။ထိုဖုန်ကြီးချောင်းဝင်းအတွင်းမှာပင်ရွာလဲငါဖျက်ပေါက်ထားပြီးချောင်းပြားမှသူများကချောင်းဝါသို့သွားခြင်းရင်တော်၎င်းချောင်းဝါမှသူများကလည်းချောင်းပြားသို့သွားခြင်းလင်တော်၎င်းထိုချောင်းဝင်းအတွင်းမှာလမ်းမကြီးကနေဖျက်သွားရလေတော့တယ်။လမ်းရဲ့လက်ဝဲဘက်မှာတော့ဖုန်ကြီးချောင်းရှိပြီးတော့လက်ရဘက်တွင်တော့ရေကန် နကန်ရှိလေတယ်။ရေကန်တူဟာစားက တောက်ရေကန်ပြုတ်လို့ရန်တူးတော့လဲတူးပြီးတဲ့ခါမှာတော့ရေများကအစမတန်ဖန်သောရေများသာထွက်လာ၍တောက်ရေလည်းမရသုံးရေလည်းမရချင်းကျောင်းဤခြေရင်ဘက်တွင်ရိုးချောင်းလေးတစ်ချောင်းကန့်လက်ဖြက်တည်ရှိပြီးရွာလန်းပေါ်၌ရှိနေ၍တစ်ဖက်သို့ကူးရန်ဝါရရာလေးတစ်ချောင်းထိုးထားနေတော့တယ်ထိုးဖုံးကြီးကျောင်းအတွင်းမှာလဲကျောင်းနေစရာတော့တပားသာရှိပြီးတော့ရွာသူရွာသားများမှလဲတလဲစီစွန့်ပို့ပေးကြတယ်နောက်ပိုင်းတွင်ရွာတဲ့ကဥဆိုးမောင်ရွှေဆိုသူမှလဲအသက်ရွယ်ရလာပြီးသားတော်သမီးခန်ကမရှိတာဖြစ်တာကတကြား ောင့်ထိုเจ้าနိုင်ဦးစင်းဝတ်ပြီးတော့ဆရာတော်နဲ့အတူအဖော်တပါတိုးလာလေတော့တယ်ဦးစင်းဝတ်တော့လေသူ့ရဲ့ဘွယ်မှာမြည်သူမျှမတိပဲလူဝိဖြစ်စဉ်ကနေမဲ့အတိုင်းဦးစင်းစောမောင်ရွှေဟူသာခေါ်ဆိုကြလေတော့တယ်စုံငံထွက်လျင်ဦးစင်းစောမောင်ရွှေသာရွာထဲကကလေးများရဲ့အကူအညီနဲ့နှိမ့်စင်စုံငံထွက်လေတော့တယ်ထို့သို့နေလာခဲ့ရာတနေ့တွင်ဦးစင်းစောမောင်ရွှေမှလေးဖြဲ၍အိယာထဲတွင်လဲနေတော့တယ်ရွာသူရွာသားများကပင်ဝိုင်းဝန်းကူညီကုသပေး၍ထူးထူးထောင်ထောင်လေးဖြစ်ကပြန်လဲကောင်းမွန်လာပြန်တယ်သို့တော်လဲစိတ်က တော့ပုံမှန်မဟုတ်တော့ပဲအနေငယ်ကြောင်စီစီဖြစ်သွားလေတော့တယ်တခါတည်းရန်တရားထဲစကားတွေပြောနေတယ်ပြီးတော့တခါတည်းရန်လဲငုံငိုင်းငိုင်းနဲ့ထိုင်ကငိုခြင်းလဲငုံကြည်ခြင်းလဲကြည်နဲ့တယောက်ထဲငိုလိုက်ကြည်လိုက်ဖြစ်နေပြန်တယ်ထိုဘုံကြီးကြောင်ရဲ့အနောက်ဘက်ခလန်းလန်းတွေနေထိုင်တဲ့ကိုပြော့ဆိုသူကတော့မနဲ့စောစောအချင်းချောင်းဝဘန်သူ့ကိစ္စတခုရှိရထွက်လာကလေးတော့တယ်ဘုံကြီးကြောင်အတွင်မှလမ်းကိုဖြတ်ခါရှောက်လာပြီးဘုံကြီးကြောင်ခေါင်းရင်ပဲရှိဝါဒရာကိုဖြတ်၍တဖက်ကန်းသူကူးရန်အလုပ်တွေထိုချောင်းအဆက်မှာရှိတဲ့လမှုဝင်မောသူကြည်လိုက် က်မိရတော့တယ်ဟာအမလီလောက်ကြပါဦးဗျာအသက်ကောင်အော်ဟစ်ကရှေ့ဆက်မသွားတော့ပဲနောက်သူပြန်လှည့်ပြေးလီတော့တယ်သူ့အော်တန်ချာ၍အနီးအနားမှာရှိတဲ့အိမ်များမှရွာသူရွာသားများကလည်းအပြေးလောထွက်လာကြလီတော့တယ်ဘာဖြစ်တာလဲဘာဖြစ်လို့လဲကိုပြောဘာဖြစ်လို့လဲဦးဦးစင်ဦးစင်ဦးစင်ဘာဖြစ်လို့လဲကျောင်းကောင်းရင်ကလက်မှုပဲမှာဦးစင်တပါဆွဲကြူချာ၍တည်နေပြီးတော့ဂျိုဒန်လန်ကြီးနဲ့ခြားခြားလဲနေတာကိုတွေ့ကြရတယ်ဟာ ဒုက္ခပါပဲဥစဉ်စောမောင်ရွှေထင်းနေလေထိပြီးတဲ့ကစိတ်ကမှန်တော့တာမဟုတ်ဘူးသူပဲဖြစ်လိမ့်မယ်ကဲကဲရွာလူကြီးတွေကိုတွားခေါ်ကြငါတို့ကအဲ့ဒီကိုတွားကြည့်ကြည့်မယ်ဥပြောနဲ့အတူရွာသားချိုးလည်းလိုက်ပါသွားလေတော့တယ်ထိုနေရာရောက်တော့ဟုတ်တာပေါ့ဥစဉ်စောမောင်ရွှေပဲတို့လူကြီးတွေလာတာကိုခဏစောင့်မိနောက်မှဘာလုပ်ရမလဲဆိုတာတိုင်ပင်ကြတာပေါ့ခဏကြမှာတော့ရွာလူကြီးများရောက်လာကြပြီးတော့လမှုပင်မော်ဆွဲချူချကပြန်လုံတော်မူသွားတဲ့ဥစဉ်စောမောင်ရွှေအားတွားရောက်ဖြုတ်ယူပြီးတော့အเจ้าကိုယူဆောင်ခဲ့လေတော့တယ်ဇေယတော်အာအเจ้าဆုံးပြောပြပြီး ပြီးတော့ဦးစင်စောမုံရွှေရဲ့ဇာပနာကိစ္စဆောင်ရွက်ရန်တိုင်းပင်ပြီးလှုပ်ဆောင်စရာများအာဝိုင်းဝန်းလှုပ်ဆောင်ပေးကြလေတော့တယ်ရက်ရွာရဲ့ထုံးစံအတိုင်းပင်ရက်လေစွန့်တော်တရားနာကိုရွာသားများအလုံးကတက်ညီလက်ညီပင်လှုပ်ဆောင်ပေးကြ၍ကောင်းကောင်းမွန်မွန်ပြီးဆုံးသွားလေတော့တယ်ထိုကိစ္စကဤများနဲ့ပြီးဆုံးသွားပြီလို့ရွာသူရွာသားများကထင်ကြတော့လေတနေ့၌ထိုနေ့ကတရွာ၌တွားရောက်၍စင်ရင်ကလောက်ကိုင်းပြီးအလုတ်ပြီးရရွာသူပြန်လာတော့စောစီထုပင်ဖြစ်သည်သူပြန်လာရရွာထိပ်တို့ရောက်ချိန်၌ညနေဆောင်နေပြီဖြစ်တယ်နောက်ကျနေ၍ရွာသူပြန်ရန် ခြေကုံတုပ်၍လျှောက်လာလေတော့တယ်ထို့သောပြန်လာ၍ရွာလန်းအတွင်းမှပြန်လာခဲ့ပြီးဘုံကြီးချောင်းထိပ်အရောက်တွင်ဝါရရာအားဖြည့်ရန်အပြင်တဖက်ထိပ်၌ဘုံကြီးတစ်ပါးရက်နေသည်ကိုရုတ်တရက်တွေ့လာ၍မကူသေးပဲစောင့်နေလိုက်လေတော့တယ်ထို့ဘုံကြီးကလည်းဝါရရာထိပ်၌ရက်နေပြီးကူးမလာသေးပဲနဲ့သူ့အားစိုက်ကြည့်နေမိတယ်ခဏကသူပြန်လျှောက်လာစဉ်ထို့ဘုံကြီးအားမတွေ့ပဲအနားရောက်မှရုတ်တရက်တွေ့လိုက်၍သူလည်းအံ့အားသင့်သွားလေတော့တယ်ရွာပြန်ရောက်ချင်သောနှင့်လော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 လျှောက်လာမိ၍မမြင်မြင်ချင်းဖြစ်နိုင်တယ်လို့တွေးမိလိုက်လေတော့တယ်ရုတ်တရက်ထို့ဘုံကြီးကသူ့အား လှန့်၍မေးလေတော့တယ်။ဒကာကြီးကဘယ်ကလာပြီးဘယ်ကိုသွားမှလဲ။တပည့်တော်ကအနောက်ဖက်အောင်လံရွာကပါဗျာ။တခြားမှာအလုတ်သွားလုံပြီးအခုအလုတ်ပြီးလို့ပြန်လာတာပါဗျာ။အောင်လန်းဆိုတော့ဝေးသေးတာပဲ။မှောင်တော့မှောင်နေပြီ။တင်ပါ။အဲ့ဒါကြောင့်အ мян ပြန်လျှောက်နေတာပါဗျာ။နောက်ကျနေရသည့်အထဲထိုးဖုံးကြီးကလေးဆက်မပြဲ၍လမ်းဖယ်ပေးသလိုပေးညာပြောမိတော့လေထိုအတိုင်းပင်ရက်နေလေတော့တယ်။အေးဒကာကြီးလည်းပြန်စရာကိစ္စရှိသေးတယ်။ မပြန်ခင်ဥစဉ်တစ်ခုလောက်ကူညီပေးပါအောင်ကွယ်တင်မကူညီပါမယ်ဗျာမြန်မြန်သာပြောပါပြီးပြီးတော့ပြောလိုက်လေတော့တယ်ထိုးပုံးကြီးကအနေငယ်ပြုံးသွားပြီးတော့ဥစဉ်လဲပြီးအစ်ပြီးတော့အသက်ရှူလို့မရလို့ဥစဉ်လေဘင်းကကြိုးလေးဖြုတ်ဝေစံမှာကွယ်သူသေးသေးချာချာလမ်းကြည့်လိုက်တော့လေလေဘင်းနေပါကြိုးမြမတွေ့သူစိတ်ညစ်သွားလေတော့တယ်ဥစဉ်တပားအနေနဲ့သူ့ဟာအချိန်ကြာမနောက်တင်ကြီးသူအနေငယ်စိတ်တူသွားလေတော့တယ်ဥစဉ်လေဘင်းမှလည်းဘာကြိုးမှမရှိပါဘူးတပည့်တော်ကမနောက်ပါနဲ့ဖေဟာတပည့်တော်ရွာပြန်မှုနောက်ကျနေပြီ ရှိပါတယ်ကွာဟိုမှာတေးသေးချာချာကြည့်ပါဦးထိုးစဉ်ဥစဉ်လျုံညွန်ပြရာကိုသူလန်းကြည့်လိုက်ရာချောင်းဆက်မဲလဘူးပင်နိုင်ဇဲကျူးချနေတဲ့ဘုန်းကြီးတစ်ပါးကိုလှမ်းမြင်လိုက်လေတော့တယ်စိတ်ထဲထိတ်ခနဲဖြစ်သွားပြီးတော့မျက်နှာကိုလှမ်းမြင်ရတဲ့အခါမှာတော့သူ့စိတ်ထဲ၌မြင်မှုတလို့လို့ထင်မိတယ်အဲ့နောက်ရှေ့နိုင်ရှိနေတဲ့ဥစဉ်အားပြန်လဲကြည့်ရာပါဇက်အဟောင်းသားဖြစ်သွားလေတော့တယ်ဇဲကျူးချနေတဲ့ဥစဉ်နဲ့မိမိရဲ့ရှေ့မှာရှိနေတဲ့ဥစဉ်ကတဘာတည်းဖြစ်နေလေတော့တယ်ထိုအခါမှာသူသဘောပေါက်သွားပြီးတော့အားကုန်အော်ကနောက်သူပင်လှမ်းမကြည့်တော့ပဲပြေးလေတော့တယ်အမလီလှုပ်ကြပါဦးတည့်ရဲ့တည့်ရဲ့ဘုန်းကြီးတည့်ရဲ့ ဗျာသူ့အတန်ကြာရင်ရာသားများလည်းအပြေးလာထွက်လာကြလေတော့လေဘာဖြစ်တာလဲဘယ်မှလဲသိရဲ့ရွာထိပ်မှာဖုန်ကြီးတည်းရဲဇွဲကျုပ်ချနေတာဟင်ဟာ ထွက်ကားမှာရွာသားများသဘောပေါက်သွားကြပြီးဦးစင်စောမောင်ရွှေတပါမကြွမလွတ်ဖြစ်နေမှန်းကိုသိလိုက်ရလေတော့တယ်စောစေးထူးမှလည်းထိုညသူ့ရွာသူမပြောင်းရတော့ပဲအသည့်အိမ်လိုက်ပင်ညအိပ်ပြီးမနဲ့မိုးလေးမှရွာသူပြန်သွားလေတော့တယ်ထိုကိစ္စရွာသားကြီးများနဲ့တိုင်ပင်ပြီးဆရာတော်ထံကိုသွားကအကျိုးအကြောင်းရှောက်ထားလေတော့တယ်ဒီအတိုင်းဆိုသူ့ကျွတ်မှာမဟုတ်ဘူးအဲ့ဒီအပင်ကိုဖျက်ပြီးမီးရှို့လိုက်ကြပရိတ်တွေပါတယ်ရွတ်ပေးပြီးအမိန်တော်တော့ပြန်ပေးရမယ်တင်မဖေဟာတပည့်တော်တို့ဆောင်ရွက်လိုက်ပါမယ်ဖေဟာခုနကဦးစင်းစောမောင်ရွှေဇွဲကျိုးချခဲ့တော့လမှုဝင်ကြီးအားတွားရောက်ဖြည့်ယူကြလေတော့တယ် ဆရာတော်ကိုယ်တိုင်ဦးဆောင်ပြီးအမိန်တော်ပြန်ကပရိတ်တရားတော်များလည်းရွတ်ဖတ်ပြီးလေတော့တယ်။အဲ့နောက်ဖြည့်ယူလာတဲ့လမှုပင်အားမီးရှို့တက်စီပြက်လိုက်ကြလေတော့တယ်။ထိုအချိန်မှစပြီးဘာမှမတွေ့ကြတော့ပဲအေဂျင်သွား၍ဦးစင်းစုံးမုံရှူတရားကိုကျွတ်လွတ်သွားပြီလို့တရွာလုံးကယုံကြည်သွားလေတော့တယ်။ဇလန်းလေးကဒီမာတင်ပြီးဆုံးသွားပါပြီရှင်။ဇလန်းလေးကိုရေးသားပေးတဲ့မွေးရသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်။